ထိုင်းနဲ့နယ်စပ်ဒေသအငင်းပွားမှုကိုနိုင်ငံတကာတရားရုံး ICJ ကိုတိုင်ကြားမယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်လရက်ကပြောပါရယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာကမ္ဘောဒီးယားစစ်သားတို့ထိဆုံးခဲ့တဲ့အပြန်အလှန်ပြစ်ခတ်မှုအပြီးမှာမာနက်ကအခုလိုပြောကြားခဲ့တာပါ။ နေဆက်ဒေတာအရေးမရေရာမှုနဲ့ပတ်သက်ပြီးနောက်တစ်ကြိမ်လက်နက်ကိုင်ထိတ်တိုက်တွေးဆမှုကိုတားဆီးဖို့အတွက်ထိုင်းနိုင်ငံကလည်းဒီကိစ္စကိုနိုင်ငံတကာတရားရုံးမှာရှောက်ထားမှုကိုပိုပေါင်းပါဝင်ဖို့ကမ္ဘောဒီးယားနဲ့သဘောတူလိမ့်မယ်လို့မျှော်လင့်ရပါတယ်လို့ဟိုမာနက်ကလွှတ်တော်အမတ်တွေနဲ့အစည်းအဝေးပြုလုပ်ချိန်အတွင်းပြောကြားခဲ့ပါတယ်2008ခုနှစ်ကထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားနယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးစီးရီးအရတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကနှစ်အနည်းငယ်ကြာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက်လူ28ဦးထပ်မံနေသေဆုံးခဲ့ပါတယ်။ မေလ28ရက်ကလည်းထိုင်းကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကြားမှာရှိတဲ့ပိုရဲနယ်စပ်ဒေသဖြစ်တဲ့မြတ်တရီကန်လို့လူသိများတဲ့နေရာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့သေဆုံးခဲ့ပါတယ်။ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်တရက်အကြာမှာကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကဖနပ်ပင်မြို့တော်မှာရှိတဲ့ထိုင်းတန်ယုံကိုစာတစောင်ပေးပို့ခဲ့ပြီးဒီဖြစ်ရပ်ကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာကမ္ဘောဒီးယားရဲ့အချုပ်ချာအာဏာကိုချိုးဖောက်မှုဖြစ်ပြီးတန်တမန်နီလန်နဲ့ငြိမ်းချမ်းစွာအပြေရှာသွားမယ်လို့ကမ္ဘောဒီးယားကပြောကြားခဲ့ပါတယ်။ဒီအခြေအနေမျိုးမှာထိုင်းနိုင်ငံကဒီကိစ္စကို ICJ ကိုတိုင်ကြားဖို့သဘောမတူပါကကမ္ဘောဒီးယားဟာ ICJ ကိုတိုင်ကြားသွားမယ်လို့ဟိုမာနက်ကပြောကြားခဲ့ပါတယ်။